ဒီနေ့ဗီဒီယိုလေးမှာတော့ professional မှန်ဘလူးတွေနဲ့အမေချာတွေသုံးတဲ့မှန်ဘလူးဘာကွာလဲဈေးတွေကဘာကြောင့်ဒီလောက်ဒီဟလာလဲဆိုတဲ့အကြောင်းအရာလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ် professional တွေသုံးတဲ့ aperture 1.2 rf lens တွေကဒေါ်လာ2000ကျော်ရှိတယ်ရိုးရိုးအပျော်တန်းသုံးတဲ့ 50mm ပဲ aperture 1.8ကကျတော့200ကျော်ပဲရှိတယ် တော့ဒီနှစ်ခုရဲ့ကွာခြားချက်က၁၀စားလောက်กว่าတယ်ဈေးကဘာလို့ဒီလောက်กว่าလဲဆိုတာအနောက်မှာအကြောင်းပြချက်တွေအများကြီးရှိပါတယ်ဈေးကဘာလို့အရင်ကြီးနေရလဲဆိုတော့သူ့တိဆောက်ထားတဲ့ material တွေကกว่าလို့ပဲဖြစ်ပါတယ် lens ပေါ်မှာတုတ်ပေးထားတဲ့ coating တွေဆိုလို့ရှိရင်အများကြီးกว่าတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က ဈေးက10ဆလောက်ကိုကွာနေရပဲဖြစ်တယ်ဒီတက်ဒီပို့ပြီးတော့ထပ်ပြီးအသေးစိတ်လိုက်မယ်ဆိုလို့ရှိရင်အပါချာကဒေါ်လာ2000ကျော်ပေးရတဲ့မှန်ဘလူးကအပါချာ1.2တိဖွင့်လို့ရတယ်ဒေါ်လာ200ကျော်ပေးရတဲ့ဟာကတော့1.80ပဲရတယ်။အပါချာကတကယ်တကယ်နဲ့ပြောမယ်ဆိုရင်တော့4 step ပေါ့နော်။ stock နဲ့ပြောမယ်ဆိုလို့ရှိရင်1 stock နဲ့ one step ပေါ့နော်အရင်ဆုံး1.2ရှိမယ်ပြီးရင်1.4ယူရရင်1.6ပြီးရင်1.8ဆိုတော့၄ဆင့်၃ဆင့်တစ်ခါလှည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က exposure က one stop one stop ကြော်ကြော်လေးပြောင်းသွားတာ ਨੇ ဇီယာအဲ့လောက်ကွာသွားတယ်နောက်တစ်ခုကကြာ weight ပေါ့ ဝိတ်ကတော့ကွာမှာပဲဘာဖြစ်လို့လဲဆိုတော့ focusing စနစ်အတွက်မြန်ဆန်အောင်လုပ်ပေးထားတဲ့စနစ်တွေအမှန်တရားအကြီးတွေကိုတုံးနေဆိုတဲ့အချိန်မှာ focus ကိုတိကျဖို့မြန်ဆန်မှုအတွက်ကိုတုံးထားတဲ့ပစ္စည်းတွေ material တွေကအများကြီးစကားပြောတယ်အဲ့ဒီတော့ကြမလို့ကျွန်တော်တို့က200ဆိုတဲ့မှာကဒီ facility နဲ့ဒီပစ္စည်းတွေမပါဖြစ်တော့ကြမလို့ motor ဘိုင်းရောမှန် blue ဘိုင်းရောမှာက weight short ထားဖြစ်တော့ကြမလို့ weight လည်းပေါ့တယ်ဈေးလည်းတသားပဲဖြစ်တယ် so professional သုံးမဲ့ဟာကြတော့ကျွန်တော်တို့ကဘာပါသွားလဲဆိုတော့ number 1 weather seal လဲပါသွားတယ် weather seal ပါသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က ကြိုက်တဲ့ရာသီဥတုအခြေအနေမှာရိုက်လို့ရတယ်ဒေါ်လာ200ကျော်တန်းမှန်ဘလူးကတော့ဝယ်တာစီးမပါဖြစ်တော့ကြောင့်မလို့မိုးရေတွေပဲရိုက်ပြီဆိုလို့ရှိရင်မှန်ဘလူးတွေကိုရေဝင်တာတွေပိုင်းညာဖြစ်နိုင်တယ်ရေဝင်သွားပြီဆိုတော့လည်းမှန်ဘလူးက error တက်တော့မယ်မပြတ်ဘူးဆိုရင်တော့မှမိုးရေလိုက်လာမယ်အမှုတက်နိုင်တယ်ရေချောင်းမှုတခြားပြဿနာပေါ့နော်အထဲမှာမွိုင်းချာတော့အရင်ဒုက္ခပေးတယ်ကျွန်တော်တို့ကင်မရာသမားတွေနဲ့မွိုင်းချာဆိုတာကတုံးဝရှင်သူပဲဆိုရေငွေရိုက်ပြီဆိုတော့လည်းကျွန်တော်တို့ကင်မရာတွေမှာကဆန်ဆန်မှာပဲဖြစ်ဖြစ်မှန်ဘလူးမှာဖြစ်ဖြစ်ပြဿနာတက်သွားနိုင်တယ်ကိုက professional လုပ်မှာမဟုတ်လို့တုံးမယ်ဆိုရင်တော့ ဝယ်သစီးပါတဲ့မှန်ဘလူးတွေဝယ်သစီးပါတဲ့ကင်မရာဘော်ဒီတွေကိုကင်တာကတော့စိတ်ချဆုံးပဲဖြစ်မယ်ကိုကမိုးရေထဲမှာရိုက်တာမရိုက်တာတခဏတော့ကိုရဲ့ကင်မရာမှာဘာပဲပြောဝယ်သစီးလေးပါမယ်ဆိုလို့ရှိရင်ကိုကလုံလုံချုံချုံစိတ်ချလက်ချသုံးလို့ရမှာဖြစ်တယ်ကြောဝယ်သစီးပါတဲ့မှန်ဘလူးတွေကင်မရာပစ္စည်းတွေကလည်းဈေးဘရောမှမပေါ်ဘူးမှန်ဘလူး size အရွယ်စားပေါ့နော် size အရွယ်စားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း1.2နဲ့1.8နဲ့ဆိုရင် အများကြီးกว่าတယ်ဒလက်လောက်တိတိလေးရှိရဲ့မှန်ဘလူးနဲ့ သူထက်ပိုကြီးရမှန်မလို့เนาะ trader site ကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့50နှစ်နဲ့ခုနစက်ခုံပေါ့နော်ဆိုအဲဝင်းချင်လောက်กว่าတဲ့မန်ဘလူး site အရွယ်စားကိုပဲကြည့်လိုက်ဆိုမန်ဘလူးမန်သား site กว่าวะเนี่ยဘာဖြစ်ဘာဖြစ်သွားနိုင်လဲဆိုတော့မန်ဘလူးကတတိကူကူလေးထုတ်တာဖြစ်တော့တဲ့ကြောင့်မလို့ကျွန်တော်တို့က ဒီမှန်ဘလူးထဲမှာရှိတဲ့ပုံရိပ်တွေက compress ဖြစ်သွားတယ်။ sensor ပေါ်မှာ projection လုပ်တဲ့အချိန်ကျတော့ပုံရိပ်ကတိဝဖြစ်တဲ့ကြောင့်မလို့ပြတ်သားမှု detail နဲ့ color rendering resolution တွေကအများကြီးကွာသွားမှာပဲဖြစ်တယ်။1.2မှာကျတော့ကျွန်တော်မှန်သားကကြီးပြီးတော့အလင်းဝင်အားများတာဖြစ်တဲ့ကြောင့်မလို့ image ကို projection လုပ်ရဆိုတဲ့အချိန်မှာလည်း actual size ရမယ်။ပုံပြီးတော့လည်းကြီးမယ်။ sensor ပေါ်မှာကျတဲ့ပုံရိပ်ကအပြင်မှာရှိနေတဲ့ဟာတိုင်းအကြီးမြင်ရတယ်၊ quality ကျတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်က lens distortion အနေနဲ့လည်းလင်းမယ်။ sharpness အနေနဲ့လည်းကောင်းမယ်။ color အနေနဲ့လည်းကော ောင်းမယ်ထပ်ဆောင်းအနေနဲ့ကျွန်တော်တို့ဘာရှိလဲဆိုတော့ Man Blue ပုံမှာလောင်းတဲ့ကုန်တင်တွေက1.8 Man Blue တွေမှာဆိုရင်ဘာကုန်တယ်မှမပါဘူး Lens က Man Blue ဖြစ်တဲ့ဆိုရင်လေးပဲလုတ်ပေးထားတာသူကတော့ budget lens ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာကတော်ရုံတင့်ရုံရုပ်ထွက်လောက်ပဲရမယ်ဒါပေမဲ့အပါချဖွင့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရုပ်ထွက်လေးကတော့မစိုးနေဘူးပေါ့1.2မှာကြတော့ professional တွေထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ lens ပုံမှာပဲ ကုတ်တင်နေလုတ်ပေးထားတယ်ဒီမှန်ဘလူးပေါ်မှာတင်ထားတဲ့ကုတ်တင်ဆိုတာကဆေးရည်တမျိုးပေါ့ဒီဆေးရည်တမျိုးလေးကမှန်ဘလူးထဲမှာပါတယ်မှန်ဘလူးတစ်ချက်မှာပဲဒီလိုကုတ်တင်ထည့်တာမို့မှန်ဘလူး၃ချက်စာ၄ချက်စာလောက်မှာထည့်ပေးထားတယ်အသေးစိတ်ကတော့မှန်ဘလူးရဲ့ user menu ရဲ့ထဲမှာကြည့်မယ်ဆိုလို့ရှိရင်ဘယ်မှန်ဘလူးမျိုးစောက်ကိုပုံပေးထားတယ် front element မှာပါတယ် back element မှာပါတယ် element ဘယ်နှစ်ခုရှိရဲဆိုတဲ့ဟာလေးတွေပါအသေးစိတ်မြင်ရတယ်ဒါကတော့ technical tense ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အတိအကျမသွားတော့ဘူးနောက်တစ်ခုက apache ပေါ့ အပါချာကကျွန်တော်တို့ကအလွယ်ကူပြောရမယ်ဆိုလို့ရှင် တော့ခုနလည်းပြောခဲ့တယ်1 stop ချော်လေးပဲသွားတယ်အဆင့်အားဖြင့်ဆိုရင်လေးဆင့်အောင်လှည့်လိုက်လို့ရှင်ဒီပါချာရောက်သွားပြီဒါပေမဲ့ဘာရှိလဲဆိုတော့ဒီမှန်ဘလူးထဲမှာရှိနေတဲ့ကျွန်တော်အပါချာ blade လို့ခေါ်တာပေါ့နော်အပါချာတကားရဲ့ဒါလေးကအပါချာတကားပေါ့နော်ဒီပါချာတကားကိုကျွန်တော်တို့အခုဒီရှင်မှာကြည့်လိုက်မယ်ဆိုလို့ရှင်ဒေါင်းက9000ရှိရပေါ့နော်ဒီ9000ကကျွန်တော်တို့ကဘာလဲဆိုတော့7 blade လို့ခေါ်တာပေါ့ ီအပါချာမန်တကားကကျွန်တော် brain mouse တကားချက်လိုပဲဒီတကားချက်တွေအကုန်လုံးပိတ်ဖို့အတွက်ကိုတကယ်ရွက်ခုနှစ်ချက်နဲ့လှုပ်ထားတာပဲဖြစ်တယ်ဒါက7 blade ပေါ့နော်1.2မှာကျတော့သူက9 blade ပို့တော့10 blade ဖြစ်သွားတယ်9 blade နဲ့7 blade နဲ့ကွာွားတာကနောက်မှရှိနေတဲ့ဒီ bucket ပေါ့ bucket ကြောင့်မို့လဲကျွန်တော်တို့ကရေးကြည့်တာပါတယ်နောက်တစ်ခုက focus ကဲအမြန်နှောင်းပေါ့ focus ဖြတ်ပြီးဆိုတဲ့အချိန်ကြောင့်လို့ရှိရင်ကျွန်တော်တို့ဒီ contrast မရှိတဲ့ဟာပေါ့နော် contrast မရှိတာအဖြူပြောင်ကြီးနယံပြောင်ကြီးကိုဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနည်းနည်းလေးခက်တယ်ဆိုတော့အဲ့လို contrast level ကိုလည်းကျွန်တော်တို့အပါချဖွင့်လို့ရတဲ့မှန် blue ဈေးကြီးတဲ့မှန် blue တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အမှောင်ထဲမှာပဲဖြစ်ဖြစ်အလင်းကနည်းနေတဲ့အချိန်မှာဖြစ်ဖြစ် low contrast ဖြစ်နေရင်တောင်မှကျွန်တော်တို့က focus ဖြတ်ရတာကတော်တော်လေးကို မြန်နေတည်တာတယ်ဗောနောသူ့ကိုလုတ်ပေးထားတဲ့အထင်းမှာပါတဲ့မော်တာတွေနဲ့ focus လုတ်တဲ့အလုပ်လုပ်တဲ့စနစ်ကလည်းကွဲပြားခြားနာတာပဲဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေးကြည့်တဲ့မှန်မလို့ကတော့ contrast ကနည်းနေသည့်တန်အောင် lighting ကနည်းနေသည့်တန်အောင်ကျွန်တော်တို့က focus ကိုလွယ်လွယ်ကူကူဖြတ်လို့ရတယ်အဲ့တော့ရိုက်မဲ့ရုပ်ထွက်ကတော့ကျွန်တော်တို့ကအပါချာအကုန်ဖွင့်ရိုက်မယ်ဆိုလို့ရှိရင်တော့ တည်တာမယ်1.2မှတ်မလို့ရဲ့ aperture 5.6နဲ့1.8ရဲ့မှတ်မလို့ရဲ့ aperture 5.6ကတကယ်တကယ် megapixel ကောင်းတဲ့ကင်မရာနဲ့ကျွန်တော်တို့ aperture အတူတူထားပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်5.6 8ဆိုလို့ရှိရင်အကြီးချဲ့ကြည့်လိုက်ပြီဆိုရင်အချိန်ကြာလို့ရှိရင် quality ကအရင်ကစကားပြောပါတယ်အဓိကကအကြီးချဲ့ပြီဆိုရင်အချိန်ကြာမှပဲ quality ကပေါ်လာမှာပဲဖြစ်တယ်ပုံမှန် social media သုံးရုံလောက်ကိုရိုက်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတည်တာမှာမဟုတ်ဘာလို့လဲဆို screen တိတိမှရှိရဖြစ်တဲ့ကြောင့်မလို့ quality ကသူလိုလိုကိုလိုလိုပဲ ထင်ကောင်းထင်ရနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဘေဘုတ်လိုမျိုးချက်မယ်တိုက်ကြီးဒတိုင်းလုံးစာကျွန်တော်တို့က print ad လုပ်မယ်ဆိုတဲ့အချိန်မျိုးကြလို့ရှင် quality ကအရင်စကားပြောပါတယ်သူ့မှာပါတဲ့ဒီ coding တွေကလည်းဒီ quality ထဲမှာမှကျွန်တော်တို့ကဘာထပ်သွားသွားလေးရဲ့ဆိုတော့နေပူထဲမှာရိုက်ပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီ sound လေးတွေပေါ့နော်ဒီ sound လေးတွေမှာဆိုလို့ရှင်ကျွန်တော်တို့က chromatic aberration လို့ခေါ်တဲ့ဒီ color အရောင်လေးတွေကခရမ်းအရောင်တို့အစင်းအရောင်တို့ပြောင်းလဲတဲ့ဟာလေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဈေးပေါ်တဲ့မှန်မှုမှာဆိုရင်ဒီလို color ပြောင်းတဲ့ဟာလေးတွေကဖြစ်တယ်ဈေးကြီးတဲ့မှန်မှုမှာကြတော့ ဒီ aberration တွေလည်းတက်တာဝါတယ်အလင်းရိုင်နဲ့ပြဿနာတွေလည်းတက်တာဝါတယ်ဆိုအဲ့ဒီအတွက်ကြောင့်မလို့ဈေးကြည့်တယ်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကိုက wedding နဲ့ portrait လောက်လောက်ကိုပဲ serious ရိုက်တာမဟုတ်ဘူးဆိုရင်တော့ budget lens 1.8ကိုသုံးမယ်ဆိုရင်သုံးလို့ရတယ် pro level သွားချင်တဲ့ commercial ရိုက်ချင်တဲ့ဆိုလို့ရှိရင်တော့ 1.2mm lens coating ကောင်းတဲ့ဟာမျိုးကိုဝယ်သုံးနိုင်မှသာလျှင် pro quality ထွက်မှာပဲဖြစ်တယ် camera ရဲ့ sensor က update ဖြစ်မှသာလျှင်မှန် blue ကိုဖြတ်ပြီးဝင်လာတဲ့ပုံရိပ်တရားကောင်းမှာဖြစ်တယ်ပေါ့နော်မှန် blue ကောင်းဖို့လည်းအရေးကြီးတယ်လို့ camera ရဲ့ sensor ကောင်းဖို့လည်းအရေးကြီးပါတယ်ဒီနှစ်ခုလုံးကကောင်းနေမှသာလျှင်ဓာတ်ပုံကောင်းတဲ့ပုံ quality ကောင်းတဲ့ပုံတစ်ပုံရဖို့လိုလွယ်ကူကူရမှာပဲဖြစ်တယ်ပုံကောင်းဆိုတဲ့နေရာမှာလည်းကျွန်တော်တို့က photography ကောင်းတာကိုပြောတာမဟုတ်နော်မှန် blue ရဲ့အရေးသွေးကင်မရာကထုတ်ပေးနိုင်တဲ့ megapixel sensor ရဲ့ quality ကိုပြောတာပဲဖြစ်တယ်ပစ္စည်းကောင်းကမလိုဘူးလားဆိုတော့ကောင်းကြိုက်တဲ့လူဆိုရင်တော့ပစ္စည်းကောင်းလိုအပ်ပါလိမ့်မယ် commercial အတွက်ဆိုရင်တော့ပစ္စည်းကောင်းလိုပါလိမ့်မယ် Toyota ကို social media အတွက်ဆိုရင်တော့1.8 mm လက်ကလည်းအလုပ်ဖြစ်ပါတယ်ဓာတ်ပုံဆရာတော်တော်များများကလည်း1.8 mm ကိုမရှိမဖြစ်ဆောင်ထားကြရယ်ဝယ်ထားကြရယ်ချိန်သက်နည်းနည်းလေးကြာသွားပြီဆိုတဲ့အချိန်ကျလို့ရှိရင် quality ကိုကိုကတိလာပြီကြိုက်လာပြီဆိုတဲ့အချိန်ကျလို့ရှိရင်ဒီ quality နဲ့ကိုကမတင်တင်နိုင်လို့ဆိုရင်ကိုပုံနဲ့သူ့ပုံနဲ့ဘာကွာနေလဲ sharpness ကွာလား lighting ကွာလားဘလို့ကွာ လဲဆိုတော့ live ရှင်ပြီးအသေးစိတ်ဆိုတဲ့ချိန်မျိုးကြာလို့ရှင်အမှန်ဘလူးရဲ့ပစ်ချက်ကင်မရာရဲ့ပစ်ချက်တွေကိုတွေ့သွားမှာပဲဖြစ်တယ်ဒီလိုတွေ့သွားပြီဆိုတဲ့ချိန်ကြာလို့ရှင်ねကျွန်တော်ဒီခုနပြောထားတဲ့ဒေါ်လာ200နဲ့အမှန်ဘလူးကိုတော့ကိုင်းနေမှာမဟုတ်တော့ဘူးဒေါ်လာ2000ကျော်နဲ့အမှန်ဘလူးကိုပဲကိုင်းနေမှာပဲဆိုတော့ဈေးကြီးတိုင်းကောင်းလာလားဆိုတော့ဈေးကြီးတဲ့ဟာရဲ့နောက်မှာအကြောင်းပြချက်အများကြီးရှိနေတာဖြစ်တော့ကြောင့်မလို့ဈေးကြီးရင်တော့ကောင်းပါတယ်ဒါပေမဲ့ကင်မရာရဲ့နောက်မှာရှိနေတဲ့ လူကအဓိကကြတာမဟုတ်လို့ကိုကဘယ်တွက်ရဲ့မှာလဲဘာတွက်ရဲ့မှာလဲခုမှရှိနေတဲ့ equipment တွေရဲ့ limitation ကိုသိပြီဆိုလို့ရှိရင်ဒီကြားထဲမှာအကောင်းဆုံးပုံရအောင်ဖန်တီးနိုင်မှာဖြစ်တယ်။ Man Blue နှုံးလုံးကိုနှိုင်းရှင်ပြတဲ့အကြောင်းကတော့ဒီလောက်ပါပဲ။မရှင်းတာမသိရရှိရင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်။နောက်ထပ် video တွေမှာတွေ့မယ်နော်။